အပိုင်းတစတင်ချင်းမှကြောက်ရွံ့ခြင်းတချိန်လုံးကအီမီလိုခေါ်တဲ့အမှုပညာကျောင်းသူလေးတယောက်ရှိခဲ့ပါတယ်သူဟာဘဝမှာအောင်မြင်ခြင်းစိတ်ပြင်းပြတ်လောက်ကြောက်ရွံ့မှုလည်းကြီးမားသူပါဒီနေ့မှာသူ့ရဲ့ကျောင်းပိတ်ရက်စာမေးပွဲအတွက်ပန်းချီကားကြီးတစ်ချက်ကိုပုံဆွဲရမယ့်တာဝန်ရခဲ့ပါတယ်အီမီဟာပန်းချီကားကို သူ့ရဲ့အခန်းထောင်မှာခွန်ဘောတင်ထားပြီးနေတိုင်းစိုက်ကြည့်နေပါတယ်အဲ့ဒီပန်းချီကားဟာဖြူဖွေးပြီးကြီးမားလွန်းလာကြောင်သူစိတ်ပြက်နေခဲ့တယ်ပန်းချီကားကြီးသူ့ကို လောင်ပြောင်းနေတယ်လို့သူ့ရဲ့အရေးချင်းတွေကို စင်ခေါ်နေတယ်လို့ ခန်းစားရတဲ့ဒူမာယွင်းစွာဆွေးမိမာကိုအပြင်းထန်ကြောက်နေခဲ့ပါတယ်ပြီးပြည့်စုံတဲ့အစ်တခုကိုရှာနေရင်ရက်တတပတ်တွေဟာဂုံလုံးသွားခဲ့ပါတယ်နောက်ဆုံးစာမေးပွဲကလည်းနီလာတော့အေမီဟာဆရာဖြစ်သူမာစတာဇော်စီကိုတွားပြီးသူ့ရဲ့ကြောက်ရွံ့မှုကိုဖွင့်ဟပြောပြလိုက်ပါတယ်ဆရာဒီပန်းချီကားကြီးကဖြူလွန်းနေကျွမဘဲကနေဆရာမလဲမတီးဘူးတချမလွိုက်တာနဲ့အရာရာပျက်စီးသွားမှာကို အရင်ကြောက်တယ်မာစတာဇော်ကပြုံးပြီး သူ့ကိုမိဖို့ချောင်းတယ်ခေါ်သွားပါတယ်သူကရေကွက်တစ်ခွက်ကိုယူပြီးမိဖို့ပေါ်မှာတင်လိုက်တယ်ပြီးတော့အေမီကိုအာလူချက်ပွနဲ့ကော်ဖီစေရိုကိုယူလာခိုင်းပါတယ်ပွတ်ပွတ်ဆူနေတဲ့ရေထဲကိုအရာဝတ္ထုသုံးမျိုးလုံးကိုထည့်လိုက်ပြီးစင်မီနစ်လောက်ကြာအောင်စူပွတ်စေခဲ့တယ်စင်မီနစ်ကြာတော့ဇောကပီစင်းတွေကို ထုတ်ပြီးအေမီကို ပြပါတယ်ပထမတင်ကန်းစာပြောင်းလဲခြင်းဂျီဆန် အေမီလိုမာစတာဇောကပြောပါတယ်စူပွတ်နေတယ်ဒီရေဟာဘဝရဲ့ PR ရေစင်ခေါ်မှုတွေပဲအာလူကိုကြည်အစကကျင်းခိုင်ပြီးမာကြောတယ်ဒါပေမဲ့ရေပူးနေတွေ့တော့ပြောပြောင်းပြီးအားပြော့သွားတယ် PR ကြောင့်အရှုံးပေးလိုက်တယ်လူတွေကို ဆိုလိုပါတယ်ကျုပ်ကိုကြည်အစကသူ့ရဲ့အခွန်ပါအောက်မှာအရေးတစ်ခုအနေနဲ့နူးညံ့နေတယ်ဒါပေမဲ့ရေပူးနေတွေ့တော့မာကြောပြီးခိုင်မာသွားတယ် အခုကိုဖီစေးကိုကြည်ကိုဖီစေးကတော့ရေဘူးတဲမှာသူ့ကိုယ်သူပြောင်းလဲလိုက်တာတင်မကပဲပဝင်းချင်းရေကိုပါရနေမွေးတဲ့ကိုဖီအဖြစ်ပြောင်းလဲဖြစ်လိုက်တယ်မာစတာဇောက အမီကိုနူးညံ့စွာပြောပါတယ်မိရဲ့ဗန်းချီကားကြီးကခက်ခဲဆိုတဲ့ရေဘူးတဲမှာဘလို့ဖြစ်သွားမှာလဲအာလူလိုပြောသွားမလားကျူးလိုမာကျော်ယုံတတ်တတ်ပဲဖြစ်မလားဖာမမဟုတ်ကိုဖီစေးလိုပဝင်းချင်းကိုပါလာပါတဲ့ နန်းအတက်ဖြစ်အောင်ပြောင်းလဲဖြစ်မလားအစလို့ဖို့ကြောင်းနေပါနဲ့ဘာလို့လဲဆိုတော့အမားလို့တာဟာတမိကိုပျက်စီးစေမှာမဟုတ်ပဲပိုးပြီးတင်းမာတဲ့အရာတစ်ခုဖြစ်ပြောင်းလဲပေးနိုင်လို့ပဲအပိုင်းနဲ့ထားဝယ်ရစီးနောင်မှုအေမီဟာမာစတာဇော်ရဲစကားကြောင့်အားတက်သွားပြီးပန်းချီကားစီပြန်လာခဲ့တယ်သူစုပ်တံကိုကောက်ကွိုင်းပြီးပန်းချီကားပေါ်မှာအယောင်ချို့ကိုစတင်ပပျန်းလိုက်ပါတယ်ပထမဦးဆုံးရိုက်ချက်တွေမပြည့်စုံပေမဲ့ သူစတင်လုံးဆောင်နေပြီဆိုတာတီးလိုက်ရတယ်ဒီလိုနဲ့အချိန်ရကြလာတဲ့အခါအေမီဟာအမားရီစတင်လုံးမိပါတော့တယ်သူဆွဲထားတဲ့ဘုံတချို့ကမလာဘူးသူ့သူငယ်ချင်းတွေရဲ့ပန်းချီကားတွေနဲ့ရှင်ရင်အရင်နောက်ကျနေတယ်လို့ခံစားလာရတဲ့စိတ်တကြပြီ သူ့ရဲ့စွမ်းရည်အပေါ်မှာတန်တဲတွေဝင်လာခဲ့တယ်နားကပန်းချီစရာချီအဖိုးမွေးလာတာမဟုတ်ဘူး လို့သူကိုယ်သူစတင်ပြောဆိုလာခဲ့တဲ့မာစတာဇောကအေမီရဲ့စိတ်တက်ချက်နေမှုကိုကြီးထားမိပြီးဒီနေ့မှသူတို့ရဲ့ပန်းချီချောင်းနီးစင်စခန်းကို ခေါ်သွားပါတယ်အေမီဟာကြီးမားတဲ့စင်တွေကိုမြင်တော့အာတင်သွားတယ်ဒီစင်တွေဟာတစ်ပင်ကြီးတွေကို တောင်းအလွဲတကူဆွဲနှုတ်နိုင်လောက်အောင်ခွန်အားကြီးမားပေမယ်စင်တကောင်စီရဲ့ခြေထောက်ကိုကျိုးနေလေးတစ်ချောင်းနဲ့သာချီနှောင်ထားတာကို သူတွေးလိုက်ရတယ်ဆရာ ဒီစင်တွေကဘာလို့ဒီဂျိုးကိုမဖြတ်ပဲနေနေရတာလဲသူတို့ခါလေးတွင်းမှာလွမြောက်နိုင်တာပဲလို့အေမီကမေးလိုက်ပါတယ်ဒါဟာတင်ယူထားတဲ့မစွမ်းဆောင်နိုင်မှုရဲ့ရှုဝတ်ချက်ပဲတမီလို့ဇောက ပြန်ဖြေပါတယ်ဒီစင်တွေငငယ်လေးကလေးကတီးဆန်ယုံကသူတို့ကိုဒီလိုတင်းငယ်တဲ့ဂျိုးနဲ့ပဲချီထားခဲ့တယ်အဲ့ဒီအချိန်မှာတော့သူတို့ကနေလွန်းတော့ဘလောက်ကြိုးစားကြိုးစားဂျိုးကိုမဖြတ်နိုင်ခဲ့ဘူးစင်လေးတွေကြီးလာတဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ်ကြီးထွာလာပြီးခွန်အားတွေအဆမတန်တိုးလာတယ်။ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့ဒီကြိုးဟာသူတို့ထက်ပိုတမာတယ်လို့ယုံကြည်နေကြစေပဲဒါကြောင့်သူတို့လူမြောက်ဖို့လုံးဝမကြိုးစားကြတော့ဘူး။ဒုတိယသင်ခန်းစာယုံကြည်ချက်ကို မေးခွန်းထုတ်ပါ။မာစတာဇောကအေမီရဲ့ဘန်ချီကားကိုညွှန်ပြပြီးမိရဲ့စိတ်ထဲမှာလည်းအဲ့ဒီကြိုးငယ်လေးတွေ့ရှိနေတယ်။ငါမလုံးနိုင်ဘူး။ငါကနောက်ချနေပြီ။ နာဘန်းချီကမလာဘူးဆိုတဲ့အတွေးတွေပေါ့အဲ့ဒါတွေဟာလွန်ခဲ့တဲ့တပတ်ကအမားဒေးဒေးလေးကနေတင်ယူခဲ့တဲ့အတိတ်ရဲ့အကျိုးတွေပဲသမီးရဲ့လက်ရှိခွန်အားကိုအတိတ်ကအားနည်းချက်တွေနဲ့ဒိုင်းနာနေတာကိုရက်လိုက်ပါအေမီဟာမျက်ရည်တွေဝေးပြီးသူ့ရဲ့အတွေးတွေကို စတင်ပြောင်းလဲလိုက်ပါတယ် သူ့ရဲ့အမားတွေဟာတကယ်ကျိုးတွေမဟုတ်ပဲလွေတကူဖြတ်တောက်နိုင်တဲ့အတိတ်ရဲ့အတွေးကြီးမြင်မြင်လေးရတာဖြစ်တယ်ဆိုတာကို နားလည်လာခဲ့တယ် အပိုင်းတုံးဘွေရဲ့ဟိုးတန်ဆုံးအခွင့်ကြီးရေအေမီဟာကြောက်ရွံ့မှုကိုကြော်လွားပြီးသူ့ရဲ့စွမ်းရည်အပေါ်တန်တဲ့ဝင်တာကိုလည်းရက်တက်နိုင်ခဲ့ပြီးဒါပေမဲ့ပန်းချီကားကိုပြီးအောင်ဆွဲဖို့အချင်းကအရင်နေနေပြီးဂျန်နဲ့ရဲ့နေနေအတွင်းမှာဘလို့လုပ်ပြီးကောင်းဆုံးအစိတ်အပန်းကိုဖန်တီးနိုင်တော့မလဲလို့သူစိုးရိမ်နေခဲ့တယ်။ဒီနေ့မှာမတ်စတာဇောက မိပန်းချီကားဆိုရာပြီးပြည့်စုံမှုမလိုဘူးအတိတ်ပဲရှိဖို့လိုရာလို့ပြောပြီးသူ့ကိုမျိုးဟောင်းစီ ခေါ်သွားပါတယ်သူတို့လမ်းလျှောက်နေတုန်းလမ်းမကြီးရဲ့အလဲမှာကြောက်တုံးကြီးတလုံးကလမ်းကိုပိတ်ဆို့နေတာကိုတွေးလိုက်ရတယ်ဂုံဒီရီလမ်းသွားလမ်းလာတွေဟာကြောက်တုံးကိုရှောင်ပြီးလဲပတ်သွားနေကြတယ်တချို့ကတော့လမ်းကိုမထိန်သိမ်းတဲ့မျိုးအုပ်ကိုဆဲဆူကြတယ် ဒီအချိန်မှာအယက်သားလေသမားတို့ဟာသူ့ရဲ့ချင်းတောင်းကိုဘေးမှာချပြီးကြောက်တုံးကိုဖယ်ရှားဖို့အားဆွထုတ်ပါတော့တယ်သူဟာတတောင်းစစ်နဲ့တွန်းချေထောက်နဲ့တွန်းပြီးအချိန်ကတော့ကြအောင်ကြိုးစားပြီးနောက်မှာတော့ကြောက်တုံးကြီးကိုလမ်းဘေးကို ပိုးလိုက်နိုင်ပါတယ်ကြောက်တုံးဖယ်ရှားလိုက်တဲ့နေရာကို ကြီးလိုက်တော့လေသမားဟာအိတ်ငယ်လေးတစ်လုံးကို တွေးလိုက်ရတယ်အေကူဖွင့်လိုက်တဲ့အခါရှိုဒင်ဂါရီအပြင်းနဲ့စာတဆောင်ကို တွေ့တယ်အဲရီဇာမျိုးအုပ်ကရေးထားတာပါ ဒီကြောက်တုံးကိုရွှေ့တဲ့သူအတွက်ဆုလက်ဆောင်ဖြစ်ပါတယ်အခက်ခဲတိုင်းမှာ အဖိုးတဲ့နဲ့အခွင့်အရေးတွေရှိနေတယ်လို့ရေးထားတယ်တတိယသင်ခန်းစာအတားစီတန်းဟာရွှေ့ပဲမာစတာဇောကအေမီကိုဒီသင်ခန်းစာရဲ့အနှစ်သာရကို ရှင်းပြပါတယ်မိအေမီကြောက်တုံးကိုမြင်တဲ့လူများစုက ဒါကူဖစ်နာလိုပဲမြင်ကြတယ်သူတို့ကလဲပတ်သွားပြီးညင်းညူကြတယ်လေသမားကတော့စင်ခေါ်မှုအနေနဲ့မြင်ပြီးဖေရှားလိုက်တယ်အဲ့ဒီခါမှာသူဟာသူများရဲ့မမြင်နိုင်တဲ့ရွှေကိုတွေးသွားခဲ့တယ်။မိရဲ့ပန်းချီကားကြီးပြီးဖို့အချိန်နှင်းနေတာအမားယွင်းတွေဖြစ်နေတာဟာကြောက်တုံးကြီးပဲဒါကူစိတ်တက်ကြစရာဖစ်နာအဖြစ်ညီမလားဒါမှမဟုတ်ရွှေတင်ကားတွေထွက်ပေါ်လာစေမဲ့စင်ခေါ်မှုအဖြစ်မြင် မလားအချိန်မရှိရင်အရှိန်နဲ့ဆွဲပါမာနေရင်တခြားရောင်နဲ့ဖုံးပြီးပိုလာရဲ့စိတ်အပိုင်းကိုဖန်တီးလိုက်ပါနီဂုံးအီမီဟာကြောင်းကို ပြန်လာခဲ့ပြီးဂျန်နေရဲ့တွေကိုအပြည့်အဝသုံးချက်ခဲ့တယ်သူဟာမားသွားတဲ့အယောင်တွေကိုဖုံးဝယ်ဖို့အနက်ရောင်ကိုရဲရဲဝံ့ဝံ့သုံးလိုက်တဲ့အချိန်နေတဲ့အတွက်စုတ်တန်ကိုအရှိန်နဲ့ဆွဲလိုက်တယ်သူ့ရဲ့ပန်းချီကားဟာပြီးပြည့်စုံတဲ့အစကနေစက်ခဲတာမဟုတ်ပေမဲ့စွမ်းရင်းရဲရဲမှုနဲ့ဘဝရဲ့ တွေ့ကြုံများကိုခေါ်ပြန့်နေတဲ့နုပညာလက်ရာတစ်ခုဖြစ်လာခဲ့ပါတယ်။စာမေးပွဲရလက်ထွက်တဲ့အခါအေမီဟာပထမနေရာကိုရရှိခဲ့ပါတယ်။မာစတာဇောကသူ့ကိုချီးကျူးပြီးပြောလိုက်ပါတယ်။ပန်းချီကားကိုလုံးဝမပျက်စီးအောင်ကြိုးစားခဲ့ရင်အေမီရဲ့ကြောက်ရွံ့မှုကိုပဲမြင်ရမှာ။ဒါပေမဲ့အမားတွေကိုကြော်လွားပြီးရဲရဲဝံ့ဝံ့ဆွဲခဲ့တဲ့အတွက်အေမီရဲ့လင်းငင်ကိုမြင်ရတဲ့ဘဝကမှာဘူး ခွင့်ပြုထားတဲ့ဘန်ချီကားပဲချစ်ရရီအယောင်တွေနဲ့အမားတွေဟာအဲ့ဒီဘန်ချီကားကိုတမိုးရှိစေတာပဲတင်ခန်းစာတုံးကအခက်အခဲကိုကိုဖီစေလို ပြောင်းလဲလိုက်ပါနစ်အတဲ့ရဲ့ယုံကြည်ချက်ကျိုးငယ်လေးတို့အေကိုဖြတ်တောက်လိုက်ပါတုံးအသာစီတန်ရဲ့အောက်မှာ ရွှေတင်ကားရှိတယ်ဆိုတာယုံကြည်လိုက်ပါ